ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်စီကိုစီကန်းလာပြတဲ့ကောင်မလေးတယောက်ကြောင့်ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးချင်တာပေါ့နော်စီကန်းလာပြတော့ကြာပြီပေါ့နော်နှစ်နှစ်ရှိပြီအခုမှတတိသွားရပြီလို့ပေါ့နော်ပြန်ပြီး sharing လုပ်ပေးတာဖြစ်တယ်ကောင်မလေးက29နှစ်ပဲရှိသေးတယ်တော်တော်ငယ်သေးတယ်ပေါ့နော်သူကကလေးတယောက်ရှိတယ်အိမ်တော်ရှိတယ်သူကရွာဘက်ကလာပြနေရပေါ့နော်နေရလာပြတာသူရဲ့သူ့တော်ရဲ့နှစ်ယောက်စီကန်းလာစီကန်းလာတဲ့အကြောင်းရင်းကကြာတော့ဝင်းချုပ်တာပေါ့နော်ဝင်းချုပ်တာဒီတစ်နှစ် ကြော်နေပြီပေါ့နော်ဝင်းချုပ်တယ်အစာပိုင်းတော့ဝင်းချုပ်တယ်ဆေးတောက်တယ်ဝင်းသွားတယ်ပေါ့နော်အခုကြာတော့ဝင်းချုပ်တာကိုဆေးတောက်လည်းဝင်းမသွားတော့အဲ့ဒါနဲ့သူကဈေးကရောက်လာပေါ့နော်အဲ့ဒါနဲ့ဆက်မေးကြည့်တဲ့ခါကျသူ့မှာဒီဝင်းသွားလို့ရှိရင်တစ်ခါတည်းမှာသွေးလေးပါတယ်ဆိုပြီးသူကအဖြေပြန်ထွက်လာတယ်ပေါ့နော်အဲ့ဒါနဲ့သူကတော့တိတ်မတင်ကားတော့ဘူးပေါ့နော်ဆိုတော့သူဒီစအိုလေးကိုလက်နိုင်ပြီးတော့ဆန်းကြည့်မယ်ဆိုပြီးသူခွင်တောင်းတယ်ပေါ့နော်အဲ့ဒီစအိုဆန်းတာကျွန်တော်တာမန်လိုရေးတိတ်ပြီးဆန်းလေးမရှိဘူးပေါ့နော်ဒါပေမဲ့သူကြတယ်တန်တရားရှိတာလည်းပါတယ်ပြီးတော့နည်းတိကျန်တာလည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်သူဆန်းကြည့်ဖြစ်တာ ဆိုတော့သူကလည်းသူကလည်းဟိုလက်ခံတယ်ဗောနော်ခွင်တောင်းတော့လက်ခံတယ်ရတယ်ဆိုဆန်းကြည့်တယ်ဆန်းတဲ့ခါသူကစအိုးနိုင်ရမှာအလုံးကျိတ်သွားဆန်းပြီအခုထက်ဗောနော်ဆန်းပြီတယ်နောက်ဆန်းပြီတဲ့ခါမှဆိုလို့ချင်းဒီလက်အိတ်မှာလည်းသွေးကြတွေပါလာတွေ့ရတယ်ဆိုတော့စိတ်မကောင်းအောင်ဗောနော်အဲ့ဒါနဲ့သူကိုဒီမှာအလုံးကျိတ်ရှိတယ်ဗောနော်စအိုးနိုင်ရမှာဆိုလို့ချင်းအလုံးကျိတ်ရှိတယ်အဲ့ဒီအလုံးကျိတ်ကဘာလဲတေချာသိရအောင်ဗောနော်ဆက်ပြီးတော့စစ်ဆေးမှုတွေလက်ဖို့လိုအပ်တယ်ကိုတောင်မှုတွေလှုပ်လှုပ်ရတယ်ပေါ့နော်ဒါကြောင့်မလို့စာချင်းစီသွားရမယ်ဆိုပြီးကျွန်တော်ခွဲစိတ်ထူးဦးစီအောင်စီတော့ရဖာလီရေးပစ်လိုက်တယ် သူ့အတော်ကြောင့်ခေါ်ပြီးပြောရဲပေါ့နော် and the andy ရဲ့ဒူမကဒါဒီဦးမိုက်ကင်ဆာနဲ့ဒူရဲပေါ့နော်ကင်ဆာဆိုလို့ရှိရင်လဲစောစီးကုလို့ရှိရင်ဒေသကုလို့ရှိရင်ပျောက်ကင်းနိုင်တယ်တက်တာအောင်နေလို့ရတယ်ဆိုတော့သူရှင်းပြပြီးတော့သွားခိုင်းတယ်သူတို့သွားပြရဲပေါ့နော်သွားပြပြီးတော့နောက်နေ့မှာဈေးကန်ကိုပြန်ရောက်လာတယ်ပေါ့နော်လက်ထက်မှာလဲအာထောက်ဆောင်အဖြစ်ပြီးပါလာတယ် တော့ကျွန်တော်ဖက်ကြည့်တဲ့ခါကျတော့လည်းအဲ့လိုပဲဆရာမရေးထားပြီးတယ်ပေါ့နော်ဒီမှာဥမာကြီးမှာဒီအလုံးချင်းရှိတယ်ကင်ဆာဖြစ်နေကင်ဆာနဲ့တူတယ်ပေါ့နော်ဥမာကြီးကင်ဆာဖြစ်နေပြီပေါ့နော်အဲ့အတွက်ကြောင့်မလို့စာချုပ်ရလည်းဒီခွဲအထူးဆရာဝန်လည်းဒီအဖြေကြည့်ပြီးတော့ စေယုံတက်ဖို့လိုတယ်ပေါ့နော်စေယုံမှာထပ်ပြီးတော့တည်ချောင်းပေါ့နော်စီစဉ်မှုလို့ဖို့လိုပါတယ်ဆိုသူစေယုံတက်ပါလို့ရေးထားတွေ့ရတယ်အဲ့ဒါနဲ့ဒီကောင်မလေးရောသူ့တော်ကျွန်တော်ရှင်းပြတယ်ပေါ့နော်ဒီမှာအလုံးစိတ်ကတော့အဲ့လိုလိုတွေ့တယ်အဲဒီဥမာကြီးမှာအလုံးဖြစ်တာတွေ့တယ်ပေါ့နော်ဒါဘာမှန်းတော့တေချာမသိရသေးဘူးထပ်ပြီးတည်ချောင်းဆိုလို့ရှိရင်တော့စီစဉ်မှုထပ်လောက်ရမယ်ပေါ့နော်ဒါကြောင့်စေယုံတက်ပါပြီးလို့ရှိရင်လောက်ရလို့ရှိရင်ခွဲစိတ်မှုလောက်ရလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကောင်းသွားလိမ့်မယ်ဆိုပြီးသူတို့ရှင်းပြလိုက်ပြီးတော့စေယုံတက်ခိုင်းတယ်အဲ့အချိန်မှာကောင်မလေးရဲ့သူစေယုံမတက်သေးဘူးရွာပြန်အောင်မယ်ဆိုတော့ အဲ့ဒါဆိုပြန်လို့ချင်တော့ပြန်အကြိုက်မပြန်နဲ့တရက်နှစ်ရက်ပဲနေအဲရောက်ပြီးပြန်တိုင်မင်းပေါ့နော် ပြီးလို့ချင်စေယုံတက်ဆိုပြီးသူတရားမှားလိုက်တယ်နောက်ကြပြန်ကြတာသူတို့စေယုံမတက်ဘူးပေါ့နော်စေယုံမသွားဘူးသူကောင်မလေးရဲ့ရောက်မှာပေါ့နော်အိမ်မှာပဲထားပြီးတော့သူ့ကိုဘိန်းတော်ဆရာနဲ့ကုခိုင်းနေပေါ့နော်ကင်စာကိုဘိန်းတော်ဆရာကုခိုင်းနေဆိုပြီးတော့သတင်းပြန်ကြတယ်စေမကောင်းဘောနော်အဲ့ဒါနဲ့သူတို့ထက်ကတက်ကမှားတယ်ဘောနော်အိမ်မှာအဲ့လိုမနေနဲ့နော်စေယုံသွားစေယုံတက်စေယုံမှာတိစားကုဘောနော်ဆိုတော့ အမြဲတမ်းမှားတယ်တယောက်နဲ့အမြဲမှားတယ်ဒါပေမဲ့ဘာမှပြင်မကြရဘူးနော်အဲ့လိုနဲ့ပြီးခဲ့တဲ့နှစ်ကကြာကောင်မလေးကစီကံတစ်ခေါက်ပြန်လာတယ်ကောင်မလေးမကောင်မလေးရဲ့အတော်စီကံပြန်လာတယ်ဆရာကြီးကျွန်မတူမလေးတို့စိတ်ယုံတက်လိုက်ပြီတဲ့ခွဲလိုက်ပြီမနေရဘူးနော်ဆိုတော့ဘာလို့ကြာနေရလဲဆိုတော့အဲ့လိုလိုပေါ့နော်အကြောင်းတွေအများကြီးရှိတာပေါ့ဟာပါတော့အဲ့ဒါနဲ့ပဲကောင်မလေးကအခုကပိုးဆိုးလာတယ်ပေါ့နော်မသက်သာတဲ့ခါကျတော့စိတ်ယုံတက်ခွဲလိုက်ရတယ်ခွဲပြီးတော့ကောင်မလေးရဲ့ဒီဖိုင်မှာဝင်းအိတ်ပေါ့နော်ဒီချီအိတ်က ဒီမှာထုတ်ထားလိုက်ရတဲ့ဘဝရောက်သွားတယ်ပေါ့နော်သူကပြန်သွင်းဖို့ကြတော့လေမလွယ်တော့ဘူးတဲ့ဒီအောက်ပိုင်းမှာရှိတဲ့ဒီဥမာကြီးရဲ့အောက်ပိုင်းကအကုန်လုံးပြီးတော့ထုတ်ပဲခါကျတော့ပြန်ပြီးတော့ဒီဝင်းအိတ်ကိုအထဲပြန်ဆက်ဖို့ကတိတ်မတည်ကြတော့ဘူးပေါ့နော်မလွယ်တော့ဘူးအခုထီကောင်မလေးကဒီဘိုင်းမှာဒီဝင်းအိတ်ကြီးထုတ်ပြီးတော့ပဲနေနေရတယ်ဆိုတော့စောစောစီးသားသူတို့ကုမှန်လို့ရှိရင်တော့ဒီထက်ပိုပြီးတော့ခေါင်းမရမျောလင်းရမလားပေါ့နော်ဒါပေမဲ့လည်းစဖြစ်တရားတွေနဲ့တော့ကင်ဆာရောအဆင်းရဟိုများတော့များနေပေါ့နော်ဒါပေမဲ့လည်းတလောက်တော့မဆိုးသွားလို့မျောလင်းရတယ်ပေါ့နော်ဆိုတော့ သူစဖြစ်တာဆိုတာလက္ခဏာအများကြီးမပြဘူးနော်တခုရဲလက္ခဏာအဲ့ဝင်းချုပ်တာပေါ့နော်အဲ့တခုရဲသူဖြစ်သွားတာဆိုတော့ဝင်းချုပ်လို့ရှိရင်မပေါ်ပါနဲ့ပြီးလို့ရှိရင်ဒီဝင်းသွားလို့ရှိရင်သွေးပါလို့ရှိရင်လည်းမပေါ်ဘူးတို့အားလုံးကိုပြောခြင်းနဲ့အဲ့တော့ဥမိုက်ကင်စာဆိုလို့ရှိရင်လည်းဆော့ဆီးစည်းပေါ့နော်ဆီးစည်းကုလို့ရှိရင်တချို့ဟိုရောဂါအရင်နေလို့ရှိရင်လုံးဝပျောက်သွားအောင်ကုလို့ရတယ်ထားပါတဲ့အတွက်ကြောင့်မလို့ဟိုတကယ်လို့ကိုယ်ကဝင်းအကြိုက်ချုပ်နေမယ်ဝင်းသွားတဲ့ခါမှာသွေးတွေပါတယ်ဆိုလို့ရှိရင်တော့ဆော့ဆီးစည်းကုတောင်းခံမှုတို့အားလုံးကိုပြောခြင်းပါတယ်